ယူကရိန်းရဲ့နာမည်ကြီး Spider Web စစ်စင်ရေးပြီးမှာပဲရုရှားကပြင်းထန်ပြန်လည်တိုက်ခိုက်နေတယ်လို့သိရပါတယ်။ယူကရိန်းနိုင်ငံကီမျိုးတော်ကိုရုရှားဘက်ကပုံမှုရောင်းတယ်လို့သိရပါတယ်။ကီပါဝင်ဒီကမျိုးဒီနိုင်ငံအနောက်ဘက်စွန်းဒေသတွေကိုစွန်းချောင်းညပိုင်းကရုရှားကဒဝန်ကြီးဒရုန်းနဲ့ပြင်းထန်တိုက်ခိုက်ခဲ့တယ်လို့ဒီကိပ်အင်ဒီပန်ဒန့်တရင်ကပေါ်ပြထားပါတယ်။ရုရှားသမ္မတပူတင်ကအမေရိကန်သမ္မတထရန့်နဲ့ဖုန်းခေါ်ဆိုစဉ်က ၎င်းရဲ့လက်ဒက်စကန်ဒီဒရုန်းတွေတိုက်ခိုက်ခံရမှုတွေယူကရိန်းကိုပြန်လက်တုံပြန်မယ်လို့ပြောခဲ့ပြီးနောက်တစ်ရက်မှာတိုက်ခိုက်လိုက်တာဖြစ်ပါတယ်ယူကရိန်းလေတက်ကရုရှားရဲ့ TU-95 MS မဟာဗျူဟမြောက်ဘုံကျဲလေယာဉ်အများအပြားပြန်တက်သွားတဲ့အတွက်ကြောင့်ဒုံးကျည်တွေနဲ့ပြစ်လွတ်ဖွယ်ရှိကြောင်းသတိပေးထားပါတယ်။ယူကရိန်းမြို့ကြီးတွေဖြစ်တဲ့ Kiev, Ternopil, Davin, Nizhny Oblast, Lviv နဲ့ Luzhny မြို့တွေမှာပေါက်ကွဲမှုများစွာဖြစ်ပွားခဲ့တယ်လို့ The Kiev Independent ကဖော်ပြပါတယ်။ ဒရုန်းတွေနဲ့လူနေအဆောင်တွေတခြားရပ်ဘက်အခြေခံဆောင်တွေကိုတိုက်ခိုက်ခဲ့တဲ့အတွက်ယူကရိန်းမြို့တော်ကြီးတဝမ်းမှာမိတောက်ကြီးတွေဖြစ်နေပါတယ်။ဒါအပြင်ယူကရိန်းရဲ့ခြားခရိုင်ချုံမာတဲ့ပေါက်ကွဲမှုတွေနဲ့အဆောင်တွေပြိုကျပျက်စီးခဲ့ပါတယ်။ကီမီရောပီဒါလီကလစ်ကိုကတိုက်ခိုက်မှုကြောင့်လူ၄ဦးထပ်မံတဲ့တေဆုံးပြီးနောက်ထပ်လူ၂၀ထန်ရတယ်ဆိုပါတယ်။ဒါအပြင်ကီဆိုလိုမန်ဆိုလိုမီယက်စကီခေမှာရှိတဲ့၁၆ထပ်တိုက်ခိုက်တစ်ခုလည်းပြိုကျခဲ့တယ်လို့သိရပါတယ်။ အခြေအနေကတော့ရှုပ်ထွေးနေတဲ့အခြေအနေမှာရှိတယ်လို့ဆိုပါတယ်။ညာလုံးပေါက်ဒုံးလေးနဲ့အပြင်းထန်တိုက်တဲ့အတွက်ကြောင့်လူ၄ဦးထက်မနည်းသေဆုံးပြီးလူ၂၀ဝန်းကျင်လောက်ဒဏ်ရာရနေပြီလို့သိရပါတယ်။ရှောက်ပွေးနဲ့ကယ်ဆယ်ရေးလုပ်ငန်းအများပြောက်ကိုစိတ်ဆက်လက်ဆောင်ရွက်နေပါတယ်။ဒဏ်ရာသူ၁၆ဦးကိုစေအောင်တင်ထားပါတယ်။ရုရှားဘက်ကခရုစ်နဲ့ပယ်ရှင်လူကြီးတွေပါဝင်ဒုံးအစင်းပေါင်း၄၈၀နဲ့ဒုံးကြီး၄၅၀နဲ့ပြစ်ခတ်တက်ခဲ့တယ်ပြောပါလေ အဲ့ဒီအေပြတ်ထဲမှာ drone စင်း200နဲ့ဒုံးကျည်အစင်း300ကိုပြန်ပစ်ချနိုင်တယ်လို့ Ukraine အနာပိုင်းတွေကအတည်ပြုပါတယ်။တဝက်လောက်တော့ Ukraine ကိုအနေနဲ့ကာဘာလုံးကြီးပစ်ချနိုင်ခဲ့တယ်ဆိုပါတယ်။အင်မတန်ကြောက်စရာကောင်းတဲ့ညပါ။ Kiev လယ်ပိုင်းမှာ drone တချို့ဖျက်ကျော်သွားပါတယ်။မျိုးနက်ပောက်ကွဲတံကြီးတွေကျဲလောင်နေပါတယ်။တချို့ပောက်ကွဲမှုတွေဖြစ်တော့ဟိုတယ်ရဲ့မှတ်ချက်တွေကွဲကြကုန်ပါတယ်။မြောက်ကာဘာကိရင်နဲ့ရထားဘူးတိုင်းကခလုံးနေသူတွေကိုလည်း ကျွန်တော်တို့တွေ့ရပါတယ်လို့ဆိုပါတယ်ကီးမြို့မှာပျက်စီးတွေပြန့်နှံ့နေပြီးဒုံခွင်းလုံးစစ်တွေကဝင်လာသမျှဒုံးကြီးတွေဒုံးတွေကိုကြားဖြတ်ဟန်တာမျိုးစ조사တဲ့အတွက်မြို့တော်ရဲ့ကောက်ကင်ရံမှာမီးရှို့မိပန်းတွေဖြစ်နေတယ်လားတထိန်သားနေပါလေမြို့တော်ရဲ့ခရိုင်များပြောင်းမှလည်းမီးလောင်မှုရှိခဲ့တယ်လို့မြို့ချုပ်ရေးဖွဲ့ကြီးကပြောပါတယ် ယူကရိန်းသမ္မတဇလန်စကီနဲ့ဆိုရဖွဲ့တွေကတော့အဲ့ဒီဖြစ်စဉ်တွေကိုနီးကပ်ဆောင်ကြည့်ပြီးရုရှားကိုလိုအပ်တယ်လို့လက်တော့ပြန်သွားမယ်လို့ပြောပါတယ်။ယူကရိန်းသမ္မတဇလန်စကီကပြေခတ်ရစေရေးဒါမှမဟုတ်ထိပ်သီးဆွေးနွေးပွဲတစ်ခုခုလုပ်ဖို့အဆိုပြုခဲ့ပါတယ်။ဒါကရုရှားသမ္မတပူတင်ကပယ်ချခဲ့ပြီးအကြမ်းဖက်သမောင်းနဲ့ဆွေးနွေးစရာအကြောင်းမရှိဘူးဆိုပြီးသူကပြောပါတယ်။ယူကရိန်းတော်ရှိသူနဲ့ဒါရဆွေးနွေးဖို့ဒီတစ်ခါဆော်ပိုင်းကအစ္စတမူမာရုရှားကိုလည်းဖွဲ့ဖို့ဦးဆောင်ခဲ့တယ်။ဗလာဒီမာမင်းစကီဟာပူတင်ကိုအွန်လိုင်းကနေရှင်းပြခဲ့ပါတယ်။ ူတင်နဲ့ဇလန်စကီကထိပ်သီးဆွေးနွေးပွဲကျင်းပဖို့ဂျူတင်ပြစ်ဖို့ရ30တမို့ရ60ချွင်းချမ်းရှိပြည့်ခက်ရဆဲဖို့ယူကရိန်းကအဆုံပြုတ်ခဲ့တယ်လို့မီဒီစကီကပြောပါတယ်။အကြသည်မီရေဒီရုရှားနိုင်ငံတော်ဝိုင်းဘရိုင်းယန်စ်နဲ့ကာစတီတာမရှိတဲ့ဒဒါနဆဲဘုံခွင့်မှုကြောင့်လူခဏဦးသေးဆုံးတခြားသူတွေဒဏ်ရာရတာဟာစံဖတ်တိုက်ခတ်မှုလို့ဂျူတင်ကပြောပါတယ်။အပြည့်ခက်ရဆဲဖို့ယူကရိန်းနိုင်ငံကနောက်နိုင်ငံထောက်စစ်လက်နက်တွေနဲ့တခြားစံဖတ်မှုတွေလှုပ်ဆောင်ရေး ပြည့်စုံ권ရပါမယ်လို့သူကဆက်ပြောပါတယ်ဘူဒဟာယေဂဇီလန်စကီကိုတက်တန်းကုတ်ဆုံးသွားတဲ့တရားမဝင်တံပရာဆိုကဇီလန်စကီရဲ့ဆုံးနေဖို့အကြောင်းမရှိဘူးဆိုပြီးပယ်ချထားပါတယ်ယူကရိန်းကထိုးစစ်ဆင်ဖို့ရှင်းနေလာလေလေပူတင်ရဲ့သဘောထားကလည်းတင်းမာလေလေဖြစ်နေပါတယ်ပိုတင်ဟာပိုဟမ်မင်းကြီးအစ်စ်လေးကို14နဲ့လဲဖုန်းနဲ့စကားပြောဆိုပြီးဆွနေခဲ့တယ်လို့ဆိုပါတယ် နိုင်ငံရေးနဲ့တလမရေးနီလကဆယ်ယူကရိန်းမှာညီကျင်းရရှိဖို့ရည်ရွယ်တယ်လို့ပိုဟမ်မီဒီနဲ့ပထမဆုံးကျဖုန်းပြောစင်မှာပူတင်ကထပ်တောင်းတည်ပြပါတယ်။တရားမျှတတဲ့ဗက်စုံပါဝင်တဲ့အဖြစ်တစ်ခုရဖို့ပဋိပက္ခဖြစ်ရတဲ့အကြောင်းကို ဖြေရှင်းရမယ်ဆိုပါတယ်။မိမိနေနဲ့တော့ကိုမီဖို့အသင့်ပါပဲလို့ပိုဟမ်မီဒီကပြန်ပြောခဲ့ကြောင်းသိရပါတယ်။နောက်ထပ်သတင်းလို့ပြောချင်ပါတယ်။လူသည့်ထင်ရှားတကဘာလုံးအတိုင်းတာနဲ့စကားများကြပြီးနောက်အီလိုမတ်ဘက်ကထွက်နဲ့ပြန်စင်း ြေစေခြင်းကြောင့်သဘောထားရိပ်လက္ခဏာတွေပြလာပါလေ။ Elomas ဟာထရန့်ကို ပြင်းထန်လန်ဝေခံခဲ့ပြီးထရန့်ဟာမိမိကြောင့်သမရဖြစ်လာတာလို့ပါတရေထားပါလေ။ထရန့်ကလည်း Elomas ရဲ့ကမ္ဘာတွေနဲ့အစိုးရဘက်ချုပ်ဆိုရတဲ့စာချုပ်တွေဖျက်သိမ်းဖြစ်မယ်လို့ပြန်လည်ချင်းချောက်ပါလေ။ Elomas ဘက်ကလည်းသူတို့ Space X ကလုပ်ပေးနေတဲ့ American စူရနဲ့ချုပ်ဆိုထားတဲ့ Dragon Agatha ရဲ့တော်ပြမှုစာချုပ်ဖျက်သိမ်းတော့မယ်လို့ဆိုပါတယ်။ ဒါပေမဲ့နိုင်ပိုင်းကြမှာပဲ Elon Musk ကမိမိအနေနဲ့အဲ့ဒီလိုမျိုးနှစ်ဖက်အကျိုးစီးပွားအတွက်ဒီစီးပွားရေးစာချုပ်တွေဖျက်သိမ်းမဲ့အစီအစဉ်ကိုနောက်ဆုတ်ခဲ့ပြီး Trump နဲ့ကြေးလို့တယ်ဆိုပြီးပြောလာပါတယ်အခုလိုပြန်လည်ပြောနေတာတွေကရှက်ဖို့ကောင်းပါတယ်အေးစေးခုတက်ပို့ပြီးတော့ဆွေးနွေးသင့်တယ်လို့မှတ်ချက်ပေးပါတယ် Trump နဲ့ Elon Musk ရဲ့မဟာမိတ်ဖြစ်တဲ့ billionaire Bill Ackman ကလည်း Trump နဲ့ Elon Musk တို့အနေနဲ့ ကိုယ်နိုင်ငံအတွက်အကျိုးရှိစေဖို့တုံ့ပြန်မြင့်မြတ်နေသင့်တယ်လို့ပြောပါတယ်အီလွန်မတ်စ်ကတော့ခမည်းပြောတာမမှားဘူးလို့ဆိုပါတယ်။အရင်ကဆိုရင်ညီကိုရင်းနှီးမြချစ်ခင်နေထိုင်ခဲ့တဲ့ နိုင်ငံရေးလှုပ်ဖော်ကံပိုင်းတစ်ခုဟာခုတော့လူမှုကွန်မီဒီယာတွေပေါ်မှာစကားလုံးတွေနဲ့ပြင်းထန်ပေါက်ကွဲတဲ့ပုံစံရောက်သွားတာဟာအံ့ဩစရာကောင်းပါလေအမေရိကန်တနိုင်ငံလုံးကဒီအဖြစ်ကိုစောင့်ကြည့်နေတာပဲဖြစ်ပါတယ်။ဤလိုမဲ့စာရွေးကောက်ပွဲချုပ်ကာလမှာထွန့်ရဲမဲဆွယ်မှုတွေအတွက်ရဲမငွေအများဆုံးထောက်ပံ့ခဲ့တဲ့ပုံကိုဖြစ်လို့ထွန့်ရဲလက်ရှိသမရသတ္တအစောပိုင်းနေ့ရက်ဒီမှာအစိုးရစွမ်းဆောင်ရေးမြင့်တင်ရေးဌာန DUGE ကိုတာဝန်ယူဦးဆောင်ပေးခဲ့သူလည်းဖြစ်ပါလေ။ ဂွေလာကိုပိုင်းမှာ DOJ ကလည်း Elon Musk နှုတ်ထွက်ခဲ့ပြီးအဲ့ဒီနောက်ပိုင်းသူတို့ကြားကဆက်ဆိုင်အကြောင်းဟာပိုနှဆိုင်လာခဲ့တာဖြစ်ပါလေပြဿနာတွေရဲ့အစကတော့လွတ်တော်မှာ Trump တင်လို့တဲ့အခွန်နဲ့အစိုးရအသုံးစိတ်အစိုးမူချမ်းပဲဖြစ်ပါတယ်အဲ့ဒီမူကြမ်းမှာအခွန်ဖြည့်လျှော်မှုတွေကာကွယ်ရေးသုံးစိတ်မြင့်တယ်မှုတွေပါပါတယ်။ Elon Musk ကတော့အဲ့ဒီမူကြမ်းမှာသူနဲ့ DOJ ကအားထုတ်တဲ့အစိုးရသုံးစိတ်ရှော့ချရေးစီမံတဲ့အားလုံးအလဟတ်တာဖြစ်စေတယ်လို့ဆွဆွဲထားပါတယ်။ ထရန့်ဟာလှပပြီးခန်းသားထဲဝါတဲ့အခွန်အဆိုပြည့်တဲ့လို့တင်စားထားတဲ့ကိစ္စကိုအီလိုမက်စ်ကတော့ဆက်ဆုပ်စရာကောင်းတဲ့ပုံပြပန်းပြကိစ္စလို့လူသိရှင်ကြားဝေဖန်ရကနေပြသနာတက်ခဲ့တာဖြစ်ပါတယ်နောက်ဆက်မှာတော့ Wall Street ရဲ့ share စီးရင်ဒီမှာ Tesla ရဲ့ share ဟာ14.3ရာခိုင်နှုန်းထိကျဆင်းသွားပြီးတော့တန်ဖိုးအားဖြင့်ဒေါ်လာ150ဘီလီယံလောက်ဆုံးရှုံးသွားပါလိမ့်။ဒါကကုမ္ပဏီရဲ့တရက်တစ်လျှောက်တရက်တာအတွင်းစံညင်းတန်ဖိုးကျဆင်းမှုလည်းဖြစ်ပါလိမ့်။ ။ဘီလိုမက်ဆာကထိုင်းရဲ့အခွန်အမှုကြမ်းကိစ္စကိုတည်လင်းဝေဖန်ခဲ့ပြီးနိုင်ငံကျွေးမီ36ဒသမ2ထရီလီယံထပ်ပြီးမြင့်တက်သွားစေခဲ့တယ်လို့ပြောပါတယ်။လက်ရှိအချိန်မှာတော့ထိုင်းဘက်ကလည်းအီလိုမက်နဲ့ပြန်ပြီးတော့စိုးနှိပ်လိုတဲ့သဘောထားရှိမယ်။အီလိုမက်နဲ့ထိုင်းကြတဲ့မှာအရင်လိုမျိုးချစ်ချစ်ခင်ပြန်နေနိုင်ပါမလား။ဒါကတော့သေချာတော့ဘူးလို့ထိုင်းကပြောပါတယ်။နောက်ထပ်တဲ့နေ့ဘုတ်ပြောချင်ပါတယ်။ ။ရာဖာဒေသမှာအစ္စရေးလတိုက်ခိုက်မှုကြောင့်ပါလက်စတိုင်း28ယောက်သေပြီး60ကျော်ထဏ်ရတယ်လို့သိရပါဗါး။ဂါဇာတမိုင်းရာဖာဒေသမှာကယ်ဆယ်ရေးစီးပွားရေးဆောင်ဆိုင်နေတဲ့အချိန်မှာပဲအစ္စရေးလပြစ်ခတ်မှုကြောင့်ပါလက်စတိုင်းဘက်က28ယောက်သေပြီး60ကျော်ထဏ်ရတယ်လို့ဂါဇာကျွမ်းမဝင်ကြီးဌာနကပြောပါဗါး။ဟာမတ်စ်ကျွမ်းဘက်မှာတန်တရားရှိသူများပြောက်ဖော်ထုတ်ခဲ့ပြီးနောက်ပြစ်ခတ်မှုတွေလုပ်ခဲ့တာလို့အစ္စရေးစစ်တပ်ကပြောပါဗါး။ ကဲဇေးစ်ကဝင်ရောက်မှုစောင့်ဆန်းနေတဲ့ပါလက်စတိုင်းထောင်တွေကြီးကိုတင်ကားတွေ drone တွေနဲ့ Israel ဘက်ကပစ်ခတ်တယ်လို့ Gaza ရဲဘက်ကဝေး agency တွေကပြောပါတယ်။ကဲဇေးစ်ကတခုမှတမိုင်ဝင်းကျင်ကွာမှာရှိတဲ့တံတရာရှိသူတွေကိုဖော်ထုတ်တွေ့ရှိပြီးနောက်တတိပြုံးမှုတွေပြုလုပ်ခဲ့ပေမဲ့အဲ့ဒီလူတွေကတပ်ဖွဲ့ဝင်တွေကိုဦးတည်လာခဲ့တဲ့အတွက်ကြောင့်ပြစ်ခတ်မှုတွေလုပ်ခဲ့ရတာလို့ Israel စစ်တပ်ကပြောပါတယ်။နောက်ပြီးတော့ Israel ရဲ့အလားတူတနင်္ဂနွေနေ့ကတိုက်ခိုက်မှုမှာလူ30ကျော်သေပြီး200နီးပါးဒဏ်ရာပါတယ်။လက်ရှိအချိန်မှာတော့ Israel ဟာ နိုင်ငံတကာသတင်းဌာနတွေကိုဂါဇာဝုန်ကိုရောက်ခွင့်မပြုတာကြောင့်အဲ့ဒီခြေအနေနဲ့ပတ်သက်ပြီးတော့အတူတူကြောက်ရွံ့တော့ခင်းရင်ပါတယ်။အစ္စရေးစစ်တပ်ကတော့ထိခိုက်သေးဆုံးသတင်းတွေကိုကြားသိထားပြီးစုံစမ်းစစ်ဆေးမှုတွေလှုပ်ဆောင်နေတယ်ပြောပါတယ်။အစ္စရေးကတစားကနေလက်မြောက်ရေးဟာမတ်စတိုကိုဖိအားပေးတဲ့အနေနဲ့မလာကစားပြီးဂါဇာမှာအကူအညီတွေဝင်ရောက်မှုကိုပိတ်ပင်ခဲ့ပြီးလက်ရှိမှာတော့အခြေခံလိုအပ်တဲ့ပစ္စည်းတွေကိုအကန့်အသတ်နဲ့ပဲဝင်ရောက်ခွင့်ပြုနေတာဖြစ်ပါတယ်။နောက်ထပ်သတင်းပို့ပြောချင်ပါတယ်။ ဒေတာတွင်းမှာတရုတ်စစ်တပ်ရဲ့လှုပ်ရှားမှုဟာမသိငါးစရာကောင်းပြီးတော့အင်တန်များပြားလာတယ်လို့ထိုင်ဝမ်သမ္မတကသတိပေးပါတယ်တရုတ်နိုင်ငံမေလာတွင်ထိုင်ဝမ်ကျွမ်းကျင်မှာစီးရီးဖိအားပေးတွေတိုးလာခဲ့ပြီးတော့ဒါဆိုရင်ခြေတဲ့စစ်သင်္ဘောတွေရေရင်နေနေစဉ်ဆီလွတ်ခဲ့တယ်လို့ထိုင်ဝမ်ကပြောပါတယ်မေလာတရနေ့မှာ29ရက်နေ့ဒီထိုင်ဝမ်ကျွမ်းကျင်ကိုနေစဉ်ပြန်များရေရင်90ကနေ80ထိဆီလွတ်ခဲ့တယ်လို့ဆိုပါတယ်အခုဂျော်လာမှာတော့ဂျော်လာ6ရက်နေ့ထိထိုင်ဝမ်ကျွမ်းဝိုက်ကို ဒီထက်ရင်ဒီနှစ်ဆလောက်လွတ်နေတယ်လို့ဆိုပါတယ်။ထာဝရသမားလာခြင်းတဲ့ဟာ2020မီလာကအာရယာရှိပြီးတဲ့နောက်တရုတ်နဲ့တင်မာဘူးစက်တက်မြင့်တက်ခဲ့ပါတယ်။ကာဝေးဘတ်ဂျက်ကို GDP ရဲ့900ခန့်လုံးတိုးမြှင့်ဖို့အမေရိကန်ကာဝေးဝန်ကြီးပီဟာဆက်ကတိုက်တွန်းခဲ့ပြီးတရုတ်ကထာဝရကိုကျူးကျော်လာနိုင်လို့အရေးတကြီးပြင်ဆင်ဖို့လိုအပ်နေတယ်လို့သတိပေးပါတယ်။တရုတ်ဒီမိုရီထာဝရကျူးကျော်ချက်မှလှုပ်ရှားမှုဟာတော်တော်လေးကိုမြင်မာနေပါတယ်။တရုတ်လူငယ်သမားချင်းရှန်တုံးနဲ့လျှောင်လင်းတို့ဟာအဲ့ဒီစီရင်တဲ့ကျူးကျော်မှုမှာပါဝင်ခဲ့ပါတယ်။ ိုင်ငံရေးသမားရှောင်းလင်းကပထမဆုံးကျင့်ပြအရှေ့တရုတ်ပြည်လဲမှာစစ်လေရင်တွေနဲ့အတူစည်ရည်လက်ချင်မှုတွေလုပ်ခဲ့ပါတယ်။တရုတ်ကလည်းရေရေအပူထွက်တဲ့ခရီးလက်ချင်မှုတွင်ထိုင်ဝမ်ရေပိုင်နဲ့24မိုင်ချီဝင်ခဲ့ပါတယ်။တရုတ်စစ်သင်္ဘောနဲ့ရေရင်154ကိုအစင်းကိုမေလအတွင်းထိုင်ဝမ်ကျွန်းဝန်းကျင်မှာမြေတွေ့ခဲ့ရပြီးပြန်မြအားဖြင့်တရုတ်ကိုသင်္ဘောကိုစင်ထိရှိခဲ့တယ်လို့ထိုင်ဝမ်ကဝန်ဝင်ကြီးဌာနကပြောပါတယ်။၂၀24ခုနှစ်အတွင်းထိုင်ဝမ်ကျွန်းဝန်းကျင်မှာတရုတ်စစ်သင်္ဘောခုနှစ်ဆင်းဆောင်မြေတွေ့ခဲ့ရကနေ ဒီအပိုင်းတွင်မှာအရေးအတွက်အများပြားတိုးလာခဲ့တာပဲဖြစ်ပါတယ်။ American ကတော့တရုတ်ဟာအာရှဒေသတစ်ခုခုမှာသူ့ရဲ့စင်အားကိုအစမတန်အသုံးပြုရှိနေတယ်လို့အတွင်းသတင်းရထားကြောင်းကာကွယ်ရေးဝန်ကြီးပိတ်ဟာဆက်ကပြောပါတယ်။ခင်ကျင်းများတော့ပေးတာကတော့ထိုင်ဝမ်ကိုနေတိုက်မလားညတိုက်မလားဒီလိုမျိုးပြောရခွင့်ပဲရှိနေပါတယ်။